ဇလန်စကီးနဲ့ဥရောပတိုင်းပြည်လေးကူကခေါင်းဆောင်တွေဟာကီဗက်မြို့တော်မှာတွေ့ဆုံစဉ်ဒေါ်နယ်ထရန့်နဲ့ဖုန်းကတဆင့်စကားပြောဆိုခဲ့တယ်လို့ယူကရိန်းနိုင်ငံသားဝင်ကြီးအန်ဒရီဆိုင်ဘီဟာကလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ယူကရိန်းနဲ့မဟာမိတ်အလုံးဟာတနင်္လာနေ့ကစပြီးချင်းချက်မရှိ အပြည့်အဝအပြစ်ခတ်ရက်စဲဖို့အစဉ်သင့်ရှိတယ်လို့၎င်းကဆက်ပြောပါတယ်။ ရုရှားနိုင်ငံကအပြစ်ခတ်ရစဲရေးကိုသဘောတူပါကတာရှိခန်နဲ့အပြစ်ခတ်ရစဲရေးနဲ့ယုံကြည်မှုတည်ဆောက်ရေးအစီအမံတွေကငြိမ်းချမ်းရေးစိတ်ဆက်ညှိနှိုင်းမှုတွေပြုလုပ်ဖို့လမ်းဖွင့်ပေးနိုင်တယ်လို့သူကဆိုပါတယ်စီကန်းတွေကြိုတင်မတက်မှတ်ပဲလာမယ့်အပတ်မှာတူရကီနိုင်ငံမှာယူကရိန်းနဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့ရုရှားသမ္မတဗလာဒီမာပူတင်ကအဆိုပြုလိုက်ပါတယ်။ဒုတိယကမ္ဘာစစ်ကာလအတွင်းနာဇီဂျာမနီပေါ် ဆိုဗီယက်ပြည်ထောင်စုရဲ့အောင်မွေးရမှု180ပြည့်ခန်းနာကိုတက်ရောက်ဖို့ရုရှားကိုရောက်ရှိနေတဲ့တိုင်းပြည်ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီးနောက်ပူတင်ကတနင်္ဂနွေနေ့မှာကရင်မလင်မှာသတင်းထောက်တွေကိုခုလိုပြောကြားခဲ့တာပါ။အိန္ဒိယနဲ့ပါကစ္စတန်ဟာရနေ့ချီတိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက်အပြည့်အဝချက်ချင်းအပြည့်ခတ်ရက်စဲဖို့သဘောတူလိုက်ပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါရတယ်။ အမေရိကန်နိုင်ငံကဂျာဝင်ဖြန့်ပြေးပြီးနောက်အိန္ဒိယနဲ့ပါကစ္စတန်ဟာအပြည့်အဝချင်းချက်မရှိ အပြစ်ခတ်ရက်စဲဖို့သဘောတူလိုက်တယ်လို့ကျွန်တော်ကြေညာပါတယ်လို့ဒေါ်နယ်ထရန့်ကလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်